motivation ပျောက်နေလို့ဆိုပြီးတော့မှကျမတို့တွေ motivational video တွေကြည့်ကြတယ်။ဒါပေမဲ့ဒီ motivational video တွေကြည့်ပြီးကမှလှုပ်ရှင်စိတ်ကင်စိတ်တွေကမများလာပဲနဲ့ပို့ပြီးတော့မှစိတ်ကဆိုးသွားတဲ့အချိန်မျိုးကိုကြုံဘူးလားပေါ့နော်။အဲတော့ကြည့်မယ်ဆိုကျမတို့ motivation ကအမြဲတမ်းအလုပ်ဖြစ်နေလား။ဒီလို motivational video တွေကပြီးတော့ဘာကြောင့်အလုပ်မဖြစ်တာလဲပေါ့နော်။ဒီကြောင်းလေးတွေကျမတို့ဆွေးနွေးကြည့်အောင်။ မင်္ဂလာပါကျမတို့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှအသိပညာဘူဖူတူတာတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆလင်းထွတ်မှဖြစ်ပါတယ်။အဲ့တော့ motivational video တွေကဘယ်အချိန်မှာ အလုပ်လုပ်လဲဆိုတာဒါလေးရင်ဆိုကြည့်ကြအောင်ပေါ့နော်။အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်ကျမတို့တွေကဒီလို motivational စကလုံးတွေပေါ့နော် message တွေ video တွေကြည့်လို့ရှိရင်တာမန်လူတွေအတွက်ဆိုလို့ရှိရင်တော့ကျမတို့ကလှုပ်ချင်စိတ်၊ကြိုင်ချင်စိတ်တွေကများလာတယ်။ဒါလေး research တွေရှိတယ်ပေါ့နော်။ ။ဘာကြောင့်လဲဆိုတော့တို့ဒီလို motivational message တွေဒီရဲ့စကလုံးတွေကကျမတို့အုံနောက်ထဲမှာရှိတယ် prefrontal cortex မှာအဓိကအဖြစ်ကတော့ဟိုဒီ dopamine အလုပ်လုပ်တဲ့နေရာပေါ့နော်။ဒီ dopamine လုပ်လုပ်တဲ့နေရာက activate ဖြစ်လာတယ်။အဲ့ချိန်မှာ dopamine ဆိုတဲ့ chemical လေးတွေကအများကြီးထွက်တဲ့ချိန်မှာလူကဟိုတခုခုအောင်မြင်ပြီးဆုံးသွားတယ်ဆိုတော့ခံစားချက်တခုရတယ်။အဲ့တော့လုံချင်စိတ်ကညီစိတ်တွေများလာတယ်။ပြီးတော့ goal oriented ပေါ့နော်။ကိုဘာတွေဘာတွေလုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့။ဒီလိုမျိုးစိတ်တွေကတက်ကြွလာတာမျိုးတွေရှိတယ်။ ဒါပေမဲ့စိတ်ကျမကြီးနဲ့ပတ်သက်ပြီးတော့မှနေမကောင်းနေတဲ့လူတယောက်စိတ်ရောဂါရှိနေတဲ့လူတယောက်ဥပမာအဖြစ် depression လည်းဖြစ်နေနိုင်တယ် anxiety တွေလည်းဖြစ်နေနိုင်တယ်ဆိုတော့ဒီလိုလူတွေမှာကြတော့ကျမတို့အုံနောက်ရဲ့ functioning ကိုကပုံမှန်အတိုင်းမလုံးနိုင်တဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့တခါတလေမှဆိုကျမတို့တွေ depression အရင်ဆိုးလာလို့ရှိရင်ခုနကပြောနေတဲ့ဒီ prefrontal cortex ဆိုတဲ့နေရာပေါ့ဒီအုံနောက်ရဲ့အရှိအချမ်းက ဟို executive functioning လို့ခေါ်တယ် decision ချရတာမျိုးတွေဘာတွေဘာတွေလုပ်မလဲဆိုအစီအစဉ်ဆွဲရတာမျိုးတွေဒါမျိုးတွေကျမတို့မလုံနိုင်တဲ့အခြေအနေပေါ့နော်ဒီဒီဒီ function ကတိတ်ချမလုံနိုင်တဲ့အခြေအနေမျိုးမှာအဲ့တော့အဲ့အချိန်မှာသူ့ရဲ့နေတိုင်းလုံနေကြအလုပ်တိတိလေးတွေတောင်မှဆုံးဖြတ်ချက်ချရတာခက်ခဲတဲ့အခြေအနေမျိုးတွေရှိတယ်ဥမာအဖြစ်ဘာစားကြမလဲဘာဖို့ရမလဲဒါတွေဒီလိုမျိုးဆုံးဖြတ်ချက်ချရတာဆိုသူ့အတွက်အရင်ပင်ပန်းရတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့အဲ့အချိန်မှာသွားပြီးမှကျမတို့က motivational video တွေကို တော့ပြလို့မရအောင်အမိုတီဗေးရှင်းနယ်ဗီဒီယိုမှာဆိုလို့ရှိရင်ကြများတော့ပြောတဲ့အခါကအခုလုတ်အခုထားလုတ်လိုက်ပေါ့နော် just do it be believe in yourself ကိုကိုကိုယုံကြည်ပါဆိုတဲ့နေရာမှာတကယ် depression ဖြစ်နေတဲ့လူတွေမှာကြတော့သူကိုယ်သူယုံကြည်ချက်တွေဝါစားပြမယ်အဲ့အချိန်မှာကိုယ့်ကိုကိုယုံကြည်ပါဆိုတဲ့စကလုံးကဟိုလာ opposite ဖြစ်နေတာပေါ့နော်တစ်ဖက်နဲ့တစ်ဖက်နဲ့အစွန်းမှဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေတော့သူ့အတွက်ကဒါအရန်ခက်ခဲလွန်တယ် ဲ့တော့တကယ်လုံနိုင်လားဆိုတဲ့အခါကျတော့မလုံနိုင်ရင်ဘာဖြစ်လဲဆိုတော့ငါတလောက်တောင်မလုံနိုင်ပါလားဆိုပို့ပြီးတော့မှစိတ်သက်ကပူကြရတယ်။ပို့ပြီးတော့မှကိုယ့်ကို hopeless ပေါ့နော်။ညောင်းနေချက်မဲ့တယ်ဆိုရခံစားချက်မျိုးပို့ဖြစ်တယ်။ motivational video တွေက normal person လူကအဆင်ပြေနေတဲ့အချိန်စိတ်က energy ပြည့်နေတဲ့အချိန်မှာနားထောင်လို့ရှင်အဆင်ပြေပေမဲ့ဒီလိုမျိုးစိတ်ကြမ်းမာရေးမကောင်းနေတဲ့အချိန်မျိုးပြီးလို့ရှင်စိတ်ရောဂါဖြစ်နေတဲ့အချိန်မျိုးမှာတနားထောင်လို့ရှင်ကောင်းချိုးမပေးတဲ့အပြင်ဆိုးချိုးပါဖြစ်စေနိုင်တယ်ပေါ့နော်။ နောက်တစ်ခုပေါ့ဒီ motivation မှာဆိုလို့ရှိရင်အရင် positivity ကိုသူကအရင်ဥတည်တယ်ပေါ့တကယ်တော့ positivity ကမကောင်းဘူးလားဆိုရင်ကောင်းတယ်ဒါပေမဲ့အလွန်ကျူးမဖြစ်ဖို့လိုအပ်တယ်တခါတလေကြလို့ရှိရင်ကြပါတယ်ဆိုကိုယ့်ရဲ့ reality ပေါ့နော်ကိုတကယ်ဘာဖြစ်နေရလဲတကယ်တော့ကိုယ့်ရဲ့အခြေအနေကနေမကောင်းဖြစ်နေတာ နေမကောင်းဖြစ်နေတဲ့စိတ်အခြေအနေမကောင်းနေဘူးအကောင်းမမြင်နိုင်တဲ့အခြေအနေဒါ reality ပဲဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင် the positive vibe only ဆိုတဲ့စကားလုံးနေပေါ့နော်မရဘူး positive ပဲယူရမယ်ပေါ့ negative တွေဆိုအခုလုံးဟိုဘေးဘေးဘေးဖယ်ထားပေါ့ ignore လုပ်ထားပေါ့ဒါလိုမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီလိုစကားလုံးနေကြားရတဲ့အခါကျလို့ရှိရင်ကျတော့ခုမှာက negativity ရှိအဲ့ဒါကိုကိုယ့်ရဲ့ reality ကိုကိုကလက်မခံမင်းနဲ့ အာ unrealistic ဖြစ်နေတယ်ဒီ positive ဆိုတဲ့အရာတွေကိုပဲကိုကလိုက်ရှာမိနေတာပေါ့နော်ဒါပေမဲ့ခက်ခဲတယ်လေရှာလို့မဖြစ်နေဘူးဒီချိန်မျိုးကသူဘာနဲ့တူနေလဲဆိုတဲ့အခါကျကျွန်တော်တို့မာရသွန်ပြေးပွဲမှာပေါ့နော်ခြေထောက်ကျိုးနေတဲ့လူကိုဒီမာရသွန်ပြေးပွဲကြီးမှာပြေးပါနေပြေးလိုက်ဖို့ပဲလိုအပ်တယ် network ကပြေးဖို့ပဲလိုအပ်တယ်ဆိုတာမျိုးကိုဇွတ်ပြေးခိုင်းနေရတယ်တူတယ်ပြောချင်တာခြေထောက်ကျိုးနေတဲ့လူသည်နားရမယ်အနားနားယူရမယ်ဆေးကူရမယ်ဒါသူ့လို့ तू ဒီချိန်မှာ तू ပြေးဖို့အတွက်ကဒါသူ့လို့မဟုတ်နေဘူး ဲ့လိုမျိုးပေါ့နော်အဲ့တော့အချိန်နေချိန်ခါကြည့်ရတယ်ပေါ့ကျမတို့တွေကဟို motivational video တိုင်းကစိတ်အားတက်ကြွလာမှာမျိုးတွေမဟုတ်ဘူးကျမတို့ဒီလိုစိတ်တကြနေတဲ့အချိန်မျိုးတွေမှာတနာထောင်လို့ရှိရင်ပို့ပြီးတဲ့ခါကျမှဆိုးချိုးတွေဖြစ်လာနိုင်တယ်အဲ့တော့သတိထားဖို့လိုအပ်တယ်ပြီးတော့ကိုရီးယားတော့ဒီတိုင်းစကားလေးကိုသူများအားရှိသွားမလားဆိုရယ်ပို့ပို့ဘာစကားမျိုးပြောတာပေါ့နော်ဟာအကောင့်နေပဲတွေးစမ်းမှာနင့်ထဆိုးနေတဲ့လူတွေကတပုံကြီးပဲဆိုရယ်စကလုံးပေါ့ ဒါပေမဲ့ကျမတို့အဲ့စကလုံးကိုနားထောင်လိုက်ရတဲ့လူကသူ့မှာအကောင့်နေမတွေးနိုင်တဲ့အခြေအနေတစ်ခုဖြစ်နေတာမျိုးတွေပြီးတော့ तू ကအဆိုးဆုံးဆိုရဲဖြစ်နေတယ်ဆိုရဲအခြေအနေမျိုးတစ်ခုကျမတို့ तू စဉ်းစားရစဉ်းစားမိနေနိုင်တယ်အဲ့ချိန်ကျလို့ရှိရင် तू မှာမဖြစ်လဲဆိုတဲ့အခါကျ तू ရဲ့ခံစားချက်တွေကိုဟိုအတိမမပြုတ်ပေးရရောက်တယ်ပေါ့နော်ပြတူကိုယ်နဲ့သူရဲ့ခံစားချက်တွေကိုအတိမပြုတ်ပေးချင်တော့မှမဟုတ်ဘူးဘာလို့ဆိုတော့ငါကဒီလောက်လေးတော့မလုံနိုင်ဘူးလားဆိုရဲခံစားချက်နေအဲ့နေရာမှာဘာဖြစ်လဲဆိုတော့ healing မဖြစ်နေနိုင်အဲ့တော့ကြောင့်မို့လို့ကျမတို့တွေကတကယ်ကို စိတ်ကျမကြီးမကောင်းနေတဲ့အချိန်တွေမျိုးတွေဒါလူတိုင်းမှာဖြစ်နိုင်တယ်ပေါ့နော်စိတ်ကျမကြီးမကောင်းမှုဆိုတဲ့အချိန်တွေမျိုးอ่ะဘာလို့လူဆိုတာကျမတို့ယုံနေနေတဲ့နှစ်ခုပဲရှိတာအဲ့တော့ခန္ဓာကိုယ်ပိုင်းဆိုင်ရာနေမကောင်းဖြစ်တာမျိုးရှိတတ်တယ်လို့စိတ်ပိုင်းဆိုင်ရာနေမကောင်းဖြစ်တာမျိုးလည်းရှိတတ်တာပဲခန္ဓာကိုယ်ပိုင်းဆိုင်ရာနေမကောင်းဖြစ်ရင်တော့တိတာရယ်လीနော်ကိုယ်တွေပူလာတာတို့ဘိုက်တွေအောင့်နေဆိုတာတကယ်ကိုတိတတာတွေ့ရတဲ့အရာတွေပေါ့စိတ်ပိုင်းဆိုင်ရာကကြတော့နည်းနည်းဝေဝါးတယ် ဲဒါလိုမျိုးတစ်ခါကြလေကြရင်ကျမတို့တွေကဟို internet attribution လို့ခေါ်တယ်ကိုကိုကိုပေါ်မှာပုံချပလိုက်တာငါအသုံးမကျလို့ငါမလုံးနိုင်ဘူးငါဒီလောက်လေတောင်ငါအဖြစ်မရှိဘူးဆိုတာမျိုးပေါ့တကယ်တော့တကယ်တော့ဒါကစိတ်နေမကောင်းဖြစ်တယ်ကိုကအသုံးမကျတာမဟုတ်ဘူးဒါကိုကွဲပြားကိုကွဲပြားတိဖို့လိုရတယ်ပေါ့နော်ဒါပေမဲ့ motivational video တွေကကြပါလဲဆိုရင်အဲ့နေရာမှာအရင်အောင်လူတွေ conflict ဖြစ်သွားစေတာပေါ့ ဆိုတော့အဲ့တော့ဒီချိန်မှာကျွန်မအကြံပေးချင်တာကတော့ကိုယ့်ကိုယ်ကိုပေါ့နော်စိတ်ကျမကြီးအဆင်မပြေနေဘူးစိတ်ကျမကြီးမကောင်းနေဘူးပြီးတဲ့ခါကျလို့ရှိရင်ဒီစိတ်ဝေဒနာတွေခံစားနေရတဲ့အချိန်ကျလို့ရှိရင်ဒီ motivational video တွေကကိုယ့်အတွက်ကတော့ဟိုဘေးဘေးပို့ပြီးတော့မှဖြစ်စေတယ်ပေါ့အဲ့တော့ဒီလိုအချိန်မျိုးမှာဘာလို့လုပ်ရမလဲဆိုလို့ရှိရင်အဓိက self compassion ကိုယ့်ကိုယ်ကိုမေတ္တာတရားထားဖို့လိုအပ်တယ်ဟုတ်တယ်နေမကောင်းဖြစ်နေတယ်နေမကောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအတွေးတွေဖြစ်နေတယ်သူများပြောသလိုမျိုး positive vibe only မျိုးတွေငါမလုပ်နိုင်နိုင်ဘူး ါ reality ပဲဒါအမှန်တရားပဲဒါတော့ကျမတို့မြင်အောင်ကြည့်တတ်ဖို့လိုအပ်တယ်ပေါ့နော်ပြီးနောက်တစ်ခုကကျတော့အနာအနာပြပြဝဝအနာယူမယ်တစ်ခါတည်းလိုအပ်ရင် social media တွေကြည့်ရထားလိုက်မယ်ပေါ့နော်မသုံးဘူးပေါ့ဒါမျိုးတွေလုပ်ဖို့လိုမယ် self care တိချာလုပ်မယ်ပြီးတဲ့ခါကျရင်ဒီထက်ပိုပြီးမှလိုအပ်လာရဲဆိုလို့ရှိရင်လေဟိုကျွမ်းကျင်တဲ့ therapy ပေးနိုင်တဲ့ psychologist တွေတော့၎င်းစိတ်စိတ်ပညာရှင်တွေပေါ့နော်ပြီးလို့ရှိရင်ဒီစကြမရဲ့ဆရာဝန်တွေနဲ့တော့၎င်းစိတ်ပိကူတာရခံယူတာပဲဖြစ်ဖြစ်ပေါ့ဒါလေးတွေလောက်ပြီးတဲ့အခါကျတော့မှလူကနေပြန်ကောင်းလာလို့ရှိရင် motivation ဆိုတာလေအလိုလိုနေနေကိုပြန်ပြီးတော့မှရလာတယ်ပေါ့နော် motivational video တွေမကြည့်ရင်တော့ motivation ဆိုတာအလိုလိုနေနေကိုရလာတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်နေပြန်ကောင်းလာတဲ့အခါကျမှ motivational video တွေကြည့်လို့ရှိရင်လေအဆင်ပြေတယ်ပေါ့အဲ့တော့ဒီနေ့ကျမပေးချင်တဲ့ message က motivational video တွေက အလုံးမဖြစ်ဘူးလားဆိုတော့မဟုတ်ဘူးအလုံးဖြစ်တယ်ဘလို့ခြေနေမျိုးတွေမှာအလုံးဖြစ်လဲဆိုလို့ရှိရင်တာမန်လူပေါ့နော်စိတ်ခြေနေကောင်းနေတယ်စိတ် energy ပြည့်ဝနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ motivational video တွေကအလုံးဖြစ်တယ်ဒါပေမဲ့ဒီရဲ့ motivational video မှာပါနေတဲ့စကလုံးအလုံးလိုက်ကြီးယူယူပြီးတဲ့ခါကျတော့မှစိတ်တကြနေတဲ့လူတွေစိတ်တကြဝေဒနာခံစားနေရတဲ့လူတွေကို just do it တွေလုပ်လိုက်တွေဒီလိုမျိုးတွေကျွန်တော်တို့ပြောလို့မရဘူးဆိုတဲ့ဟာလေးကိုကျွန်မ highlight လုပ်ပြီးတော့မှပြောပြချင်တာပဲဖြစ်ပါတယ် ီနေ့ဗီဒီယိုတည်းကတော့ဒီလောက်ပါပဲစီချမ်းမိုင်းနဲ့ပတ်သက်ပြီးတော့မသိချင်တာရှိလို့ရှင်လဲ comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ရှင်